ားလုံးပဲမင်္ဂလာပါခင်ဗျာ Forever Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။မိုးလီဝတာနဲ့ဇလပေရာညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်စက်တင်ဘာလ29ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလီဝတာခန့်မှန်းချက်များကိုအသေးစိတ်တင်ပြပေးတော်မှာဖြစ်ပါတယ်ခင်ဗျာ။အရေးကြီးမိုးလီဝတာအနေနဲ့ထပ်မံဖြစ်ပေါ်နေတဲ့အပြင်းတိုင်ဖုန်မုန်တိုင်းဘူလိုင်းနဲ့ဝိုးကြီးချင်းကြောင့်ဖြစ်ပေါ်လာမယ့်မြေကြီးချင်းအန္တရာယ်3ပေးချက်များကိုပါတင်ဆက်ပေးတော်မှာဖြစ်လို့ဘူရီတွေကိုအဆုံးထိကြည့်တော်နိုင်ပါတယ်ခင်ဗျာ။ ထမအောင်ဆုံးအနေနဲ့စူပါတိုင်ဖွန်းမုံတိုင်းဘူးလိုင်းဟာမြန်မာနိုင်ငံသို့ဝင်ရောက်လာမဲ့အခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်။ဖိလစ်ပိုင်ကိုဖြတ်ကျော်လာတဲ့စူပါတိုင်ဖွန်းမုံတိုင်းဘူးလိုင်းဟာတောင်တရုတ်ပင်လယ်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။လက်ရှိမှာလေတိုင်နှုန်း88မိုင်ခန့်ရှိပြီးဗီယက်နမ်နိုင်ငံကမ်းခြေကိုဦးတည်၍ရှားနေပါတယ်။ကမ္ဘာ့ကျတူရဒီမုန်တိုင်းဟာအားပိုကောင်းလာမှာဖြစ်ပြီးစက်တင်ဘာလ29ရက်မှာပီအန်အန်ကမ်းခြေကိုလေပြင်း105မိုင်နှုန်းနဲ့ဝင်ရောက်မယ်လို့သိရပါဗျ။ အဲ့ဒီနောက်တော့မုံတိုင်းရဲ့လက်ချံမိုးတွေဟာမြန်မာနိုင်ငံဘက်ကိုစက်တင်ဘာလ29ရက်နေ့ညနေပိုင်းကစလို့ဝင်ရောက်လာပါလိမ့်မယ်။ဒီမိုးတွေတွေကြောင့်ရှမ်းပြည်နယ်အရှေ့ပိုင်းမှာစတင်ကရှမ်းပြည်နယ်တောင်ပိုင်း၊ကယားပြည်နယ်၊မန္တလေးတိုင်းနဲ့စကိုင်းတိုင်းအထက်ပိုင်းလမ်းကြောင်းတစ်လျှောက်မှာမိုးကြီးရင်တွေဖြစ်ပေါ်လာနိုင်တာကြောင့်ဒေသခံပြည်သူများအနေနဲ့ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားဖို့လိုအပ်ပါတယ်။အပြောင်းအလဲအနေငယ်ရှိနိုင်တာမို့နောက်ဆုံးရတဲ့ခံမှန်းချက်တွေကိုဆက်လက်စောင့်ကြည့်ပေးရန်တတိပေးလိုက်ရပါတယ်ခင်ဗျာ။ မွန်တိုင်းညာကာစာနဲ့အတူဘူလိုင်းတို့ရဲ့လက်ကျန်မိုးတွေဟာမြန်မာနိုင်ငံထဲသို့ဝင်ရောက်လာပြီးတဲ့နောက်မှာလာမယ့်9ရက်တာကာလယနေ့မှစပြီးအောက်တိုဘာလ2ရက်နေ့အထိဒေသတချို့မှာထူးခြားစွာမိုးသီးထန်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒီမွန်တိုင်းနှလုံးရဲ့လက်ကျန်မိုးတွေကြောင့်မိုးကြီးပြီးရေကြီးနိုင်တဲ့ဒေသတွေနဲ့ခန့်မှန်းမိုးရေချိန်တွေကတော့အောက်ပါတိုင်းပဲဖြစ်ပါတယ်။စကိုင်းတိုင်းအထက်ပိုင်းနဲ့နာဂဒေသတွေမှာမိုးရေချိန်ဆက်လက်မှကနေ9လမှအထိရွာသွန်းနိုင်ပါတယ်။ ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္လာရီတိုင်းမှာမိုးရေချိန်6.3လက်မထိရွာသွန်းနိုင်ပါတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တာချီလိပ်ဒေသမှာမိုးရေချိန်8.3လက်မထိရွာသွန်းနိုင်ပါတယ်။အဆိုပါဒေသများမှာမိုးတိထန်မှုကြောင့်ရေကြီးခြင်းအန္တရာယ်ကိုထုခရုပြုရန်သတိပေးလိုက်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနောက်ဆုံးထုတ်ပြန်ထားတဲ့မုန်တိုင်းပူလိုင်းသတင်းအထူးများကိုတင်ပြပေးမှာဖြစ်ပါတယ်။ယနေ့မြန်မာစံတော်ချိန်9ခွဲချိန်တိုင်းထွာချိန်ရဖိလစ်ပိုင်ပြည်နယ်မြေမှာဖြစ်ပေါ်နေတဲ့အကောင်းသောအပူပိုင်းမုန်တိုင်းပူလိုင်းဟာ အနောက်အနောက်မြောက်သို့ရွေးရှားနိုင်ပြီး29ရက်ကုလ2025ရက်နေ့တောင်တရုတ်ပင်လယ်ပြင်သို့ရောက်ရှိနိုင်ကတိုင်ဖုန်းမုန်တိုင်းအဖြစ်အားကောင်းလာနိုင်တယ်လို့ခန့်မှန်းရပါတယ်။ထို့မှတစ်ဆင့်အနောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေးရှားက28ရက်ကုလ2025ရက်နေ့ညပိုင်းမှာဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသများကိုဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။နောက်ထပ်ပြီးဘင်္ဂလားပင်လယ်အော်မလေးဗီယာနဲ့ရန်ဝန်းနဲ့တိုင်ဖုန်းဘူလန်ရဲ့တက်ရောက်မှုတွေကြောင့်ဖြစ်ပေါ်လာမယ့်ရာသီဥတုအခြေအနေတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ စက်တင်ဘာလ29ရက်နေ့30ရက်နေ့များအတွက်သတိပေးချက်ဘင်္ဂလားပင်လယ်အော်ကလီဗီးယားနဲ့ယန်ဝန်နဲ့တိုက်ဖုန်းမုန်တိုင်းဘူလန်တို့ရဲ့အရှိန်တွေကြောင့်စက်တင်ဘာလ29ရက်နေ့နဲ့30ရက်တွေမှာအောက်ပါအခြေအနေတွေဖြစ်ပေါ်လာနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့ရေလုံသားများသတိပြုရန်ပင်လယ်ပြင်မှာလေတိုက်နှုန်းတနာရီမိုင်30ခန့်ရှိနိုင်ပါတယ်။လှိုင်းမြေကရှစ်ပေခန့်အထိရှိနိုင်ပါတယ်။သို့ဖြစ်ပါရေ ARE မုန်နဲ့တင်းတင်းနိုင်ကန်ရဲတခြားမှာရှိတဲ့ရေလုံသားများအနေနဲ့ လုံလောက်တဲ့အချိန်ရရှိဖို့အတွက်ကန်းကိုကြိုတင်ပြောင်းဝင်ကြဖို့အသိပေးလိုပါတယ်။မိုးရွာသွန်းမှုအခြေအနေကတော့မြန်မာနိုင်ငံအတွင်းနေရာနှံ့ပြမိုးတိထန်စွာရွာသွန်းနိုင်ပါတယ်။စက်တင်ဘာလ29ရက်နေ့စက်တင်ဘာလ30ရက်နေ့48နာရီအတွင်းမှာလေးလက်မမ6လက်မကန်တိမိုးရွာချိန်ရရှိနိုင်ပါတယ်။ဆက်လက်ပြီးမုန်တိုင်းမိုးတိထန်စွာရွာသွန်းခြင်းကြောင့်မြေကြီးချန်ခြင်းအခြေအနေသတိပေးချက်များနဲ့မြေကြီးချိန်များကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ 29ရက်ကုလ2025ရက်နေ့နနက်6:00နာရီခွဲချိန်တိုင်းထွာကြရမြေအခြေအနေကိုတင်ပြပေးလိုက်ပါရခင်ဗျာမြေကြီးနားမြေရမနေ့ကညနေကနေ12:00နာရီအတွင်းပေဝနီးနီးခန့်ထက်ကြသွားပါတယ်မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးပူချိန်ကတော့36.3ဒီဂရီဆယ်စီယက်နဲ့ယနေ့အမြင့်ဆုံးပူချိန်ကတော့17.3ဒီဂရီဆယ်စီယက်တို့ဖြစ်ပါရခင်ဗျာမြေကြီးနားမြေရဆိုရင်ရေမှတ်1200စင်တီမီတာသို့ရောက်ရှိရန်အတွက်986စင်တီမီတာ25ဘီခွဲကြော်ကန့်အလိုမှာရောက်ရှိနေပါတယ် မြေကြီးအတက်ကြပုံမှန်အနေထားမှာရှိနေမှာပဲထူးကဲမြေကြီးကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာအရာရီမြေထက်ပိုင်းမှာမိုးအားအသင်းနဲ့ရှိနေပါမယ်ရံဖန်ရံခါမြေဆုံအထက်ပိုင်းမှာနေရာခွက်ရေမိုးတိထန်စွာရောက်သွင်းခြင်းများကြောင့်မြေကြီးနားမြေကြီးကျဆင်းနေရမှာပြန်လည်တက်လာခြင်းအခြေအနေဖြစ်ပေါ်နေအောင်မှာဖြစ်ပါတယ်သခိုင်းတိုင်းဒေသကြီးထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းစွန်းဒေသများနဲ့အရာရီမြေထက်ပိုင်းမေခမလိခမြဝန်းဒေသများမှာမိုးတိမ်တောင်ပြန့်ထွန်းမှုအားအသင်းတင်ရှိနေပါမယ် ရရီမြေဦးတစ်လျှောက်နဲ့ချင်းတွင်းမြေဦးတစ်လျှောက်ကန်းဒီမြေနိုင်ဒေသများနဲ့မြေနုကျွမြောက်မှာစိုက်ပျိုးရေးလုံခြုံနေကြသောတောင်သူများနဲ့ရေလုံသားများရရီမြေကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောက်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါရခင်ဗျာချင်းတွင်းမြေအခြေအနေကိုဆက်လက်တင်ပြပေးပါမယ်ကန်းဒီမြေဟာမနေ့ကညနေကနေ12နာရီအတွင်းပေဝက်ခန့်ထက်ကြသွားပါတယ်မုံရမြေဟာမနေ့ကညနေကနေ12နာရီအတွင်းပေဝက်ခန့်ထက်ကြသွားပါတယ် ချင်းရင်းမြစ်ထွက်ပိုင်းမှာလက်တလုံးမိုးဟာအနေငယ်မှာအသင့်တင်ရှိနေပါမယ်။ယခုရက်ပိုင်းတွင်ချင်းရင်းမြို့တခြားမြို့များအားလုံးမှာအကြပတ်သို့ဥတီနေအောင်မှာဖြစ်ပါတယ်။ချင်းရင်းမြစ်အတက်ကြပုံမှန်အနေထားကမှာရှိနေမှာပဲ။ထုကဲမြစ်ရေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။ခန်းဒီဟ ோம் လင်းဖောင်းပြင်မော်လိုက်ကလေးဝမင်းကင်ကန်ဒီနဲ့မုံရွာတို့ရဲ့မြစ်ရေများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ရရမီအခြေအနေကိုဆက်လက်တင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာပမောရွှေကူကတာထိကျိုက်တပိတ်ချင်းမန္တလေး စကိုင်းမြင်းမှုပခုတ်ကူညာဦး6အောင်လံပြည်နဲ့စိတ်တာမျိုးတွေရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မေမှုမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ကြားပြတ်မိုးကြီးကြောင့်အနှဲငယ်ပြန်တက်ခဲ့ခြင်းဖြစ်ပါတယ်။မကွေးမြေကြီးကလည်းဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ကြားပြတ်မိုးကြီးကြောင့်အနှဲငယ်ပြန်တက်ခဲ့ခြင်းဖြစ်ပါတယ်။ဟင်္သာရမြေကြီးအတက်ကြမရှိရက်တန်နေပြီးယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းတွေမှာပြန်လည်ကျဆင်းနိုင်ပါတယ်။ဇလုံးမြေကြီးအတက်ကြမရှိရက်တန်နေပြီးယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းတွေမှာပြန်လည်ကျဆင်းနိုင်ပါတယ်။ AR မြင့်မြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါရခင်ဗျာတို့ကြောင့်မို့ရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးမိုးစလာမှာနောက်ဆုံးထုတ်ပြန်ထားတဲ့အထူးမိုးလေဝသသတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မနေ့ကမြန်မာစံတော်ချိန်15နာရီ30အချိန်တိုင်းထွာကြံများအရကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအကောက်နေခြင်းကြောင့်၎င်းဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်အလဲပိုင်းတို့မှာဖြစ်ပေါ်နေတဲ့ အားကောင်းသောလေဖျားနှင့်ရံဝန်၏အရှိန်ကြောင့်၎င်းဖိလစ်ပိုင်ပင်လယ်မြေမှာဖြစ်ပေါ်နေတဲ့အားကောင်းသောအပူပိုင်းမုန်တိုင်းဘူးလိုင်းမှပြတ်ထွက်လာသောတိမ်တိုင်များကြောင့်၎င်းယနေ့ညနေမှာနှစ်ရက်ဆယ်လ2025ရက်နေ့အတွင်းစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျကျနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းရော်ရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကင်းပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာစိတ်စိတ်မှနေရာနှံပြားမိုးထစ်ချုံရွာပြီးနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကင်းပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာဒေသအလိုက်နေရာကွက်ရီမိုးကြီးနိုင်ပါတယ်။မြမကန်ရန်တချောင်းနဲ့ကဲလိုပင်လေပြင်းတို့မှာရန်ဖန်ညာခါမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းကြည့်ပါမယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းပြင်းလေဟာတနအိုင်ကို35မိုင်တိတိုက်ခိုင်နိုင်ပါတယ်။ လိုင်းမြန်မာမြန်မာကမ်းရိုးတန်းတစ်ချောင်းတိုင်းကန့်လွန်ပင်လယ်ပြင်တို့မှာဆယ်ပေမှ၁၂ပေကရှိနိုင်ပါတယ်။တို့ဖြစ်ပါရဲ့မိုးသီထန်စွာရာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခိုက်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်း၊မိုးသီကျွေခြင်း၊လျှက်ပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့်အဆိုပါဒေတာများရှိကုန်းမြေဒေတာအနည်းတွင်နေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်၊မြေငယ်ချောင်းငယ်များအနည်းတွင်နေထိုင်ကြသူများအနေဖြင့်ရေကြီးရေလျှံမှုများကိုကြိုးရင်သတိပြုရှောင်ရှားနိုင်ပါရန်ပြည်တွင်းရေကြောင်းသွားလာရေး လေချောင်းပြန်တန်းရေးနဲ့ဆယ်မြောင်းတာတမန်များအနေဖြင့်လိုအပ်သည့်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားပါရန်တတိပေးနှိုးဆော်အပ်ပါတယ်။နောက်ထပ်ဒီကနေ့ကစပြီးမိုးလေဝသအခြေအနေဘယ်လိုရှိမလဲ။ပင်လယ်ပင်လယ်ဝမှာဘာတွေဖြစ်နေမလဲဆိုတဲ့အခြေအနေအသေးစိတ်ကိုကြည့်လိုက်ရအောင်ပါ။ပင်လယ်ပင်လယ်ဝအခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်9:00ခွဲချိန်တိုင်းထွာကြများရပင်လယ်ပင်လယ်ဝအနောက်အနောက်မြောက်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ပင်လယ်ပင်လယ်ဝအလဲပိုင်းတို့မှာဖြစ်ပေါ်နေတဲ့အကောင်းသောလေပြင်းနဲ့ရေဝင်ဟာဆက်လက်တည်ရှိနေပါတယ်။အဆိုပါအကောင်းသောလေပြင်းနဲ့ရေဝင်ဟာ အနောက်ဘက်သို့ရွေ့ရှားနိုင်ပြီးဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းရင်းနှင်းဆက်ဆက်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အနောက်လယ်ပိုင်းအိန္ဒိယနိုင်ငံအော်ရိတာပြည်နယ်တောင်ပိုင်းကမ်းလွန်အန်တာပရာဒိရှ်မြောက်ပိုင်းကမ်းခြေတို့ကိုနောက်ဆက်နှစ်နာရီအတွင်းမှုန်တိုင်းငယ်အဖြစ်ပုံမအားကောင်းလာနိုင်က29ရက်9လ2025ရက်နေ့မှာအော်ရိတာပြည်နယ်တောင်ပိုင်းအန်တာပရာဒိရှ်မြောက်ပိုင်းကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာမုတ်တုံလင်အားကောင်းနေပြီးကျန်းဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလင်အားအသေးလေးရှိနေပါပဲ။ ဒီကနေ့မနက်ထီခံမှန်းချက်ကတော့သခိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်ကြားမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးသခိုင်းတိုင်းဒေသကြီးအောက်ပိုင်းခရီးပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အစီပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးထစ်ချုံရွာပြီးရန်ကုန်တိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္လာတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ရီမိုးကြီးနိုင်ပါတယ်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။ ီကနေ့မိုးနဲ့ကြိမ်ဒီခံမှန်းချက်ကတော့သခိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်ကြားမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးသခိုင်းတိုင်းဒေသကြီးအောက်ပိုင်းကယားပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ကျန်းတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးထစ်ချုံရွာပြီးနေပြီးတော့မန္တလေးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မိုးပြည်နယ်တို့မှာနေရာကွက်ရီမိုးကြီးနိုင်ပါတယ်ရွာရံရွာနှုံးပြည့်ဖြစ်ပါတယ် ဆက်လက်ပြီးတိုင်းဒေသကြီးနဲ့ပြည်내မြို့ကြီးများအတွက်မိုးလေဝသခန့်မှန်းချက်ကတော့နေပြည်တော်မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရန်ကုန်မြို့မှာမိုးထစ်ချင်နေချင်းထစ်ချုံရွာပါမယ်။မန္တလေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ပဲခူးမြို့မှာမိုးထစ်ချင်နေချင်းထစ်ချုံရွာပါမယ်။မကွေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဟောင်းမလေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မုံရွာမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ပသိမ်မြို့မှာမိုးထစ်ချင်နေချင်းထစ်ချုံရွာပါမယ်။တဝဲမြို့မှာမိုးထစ်ချင်နေချင်းထစ်ချုံရွာပါမယ်။မြေကြီးနားမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ ရိုက်ခေါ်မြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ဖမ်းမြို့မှာမိုးထချုံနေချင်းထချုံရွာပါမယ်။ဟာခါမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။မော်လမြိုင်မြို့မှာမိုးထချုံနေချင်းထချုံရွာပါမယ်။စစ်တွေမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။လားရှုံမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။တောင်ကြီးမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ကျိုင်းတုံမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်ခင်ဗျာ။ ဝန်ထမ်းတော်ဖြစ်ပေါ်မှုအခြေအနေကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရပြည်တိုင်းဒေသကြီး၊ကယားပြည်နယ်၊ကင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားလမ်းတစ်လျှောက်မှာမိုးရွာသွန်းညနေအတူလေပြင်းတိုက်ခိုက်ခြင်း၊မိုးထီချုံချီမိုးကျုပ်ပစ်ခြင်း၊လျက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာ။မြန်မာပြည်လည်းပြည်မှာ မြမကံဦးနဲ့တခြားနယ်ကံလုံးပြည်နယ်ပြည်တို့မှာရံဖန်ရံခါမိုးသက်လေပြင်းများကြာရောက်ပြီးမိုးသက်လေပြင်းကြာစဉ်ရေပြင်းမြေပြင်းလေဟာတနအီလင်း35မိုင်ထိတိုက်ခိုက်နိုင်ပါတယ်။လိုင်းမြမမြမကံဦးနဲ့တခြားနယ်ကံလုံးပြည်နယ်ပြည်တို့မှာဆယ်ပေမှ12ပေကန့်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခံမှန်းချက်ကတော့မကိုတိုင်းနေသားကြီးတနင်္လာနေ့တိုင်းနေသားကြီး KB နဲ့မုံပြည်နယ်တို့မှာမိုးပူလာနိုင်ပါတယ်။နေပြည်တော်နဲ့နေတော်အတွက်မနေ့ကမိုးတက်ချိန်ဒီခံမှန်းချက်ကတော့မိုးတက်ချိန်နေ့ချင်းထစ်ချုံရောက်ပါမယ်။ရွာရရာနှောင်းမြေဖြစ်ပါတယ်။ ရန်ကုန်မြို့နယ်နေထွက်တဲ့မနက်ဖြန်မိုးတိုက်ချိန်ထိခံပန်းချက်ကတော့မိုးတိုက်ချိန်နေ့ချင်းထစ်ချုံရောက်ရမယ်။ရွာရရာနှောင်းပြဖြစ်ပါတယ်။မန္တလေးမြို့နယ်နေထွက်တဲ့မနက်ဖြန်မိုးတိုက်ချိန်ထိခံပန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရောက်ပါမယ်။ရွာရရာနှောင်းပြဖြစ်ပါတယ်။လာမယ့်တနင်္ဂနွေအားလည်းရက်အတွက်မိုးလေဝသခံပန်းချက်ကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးတို့မှာနေရာနှံပြားနဲ့မန္တလေးတိုင်းဒေသကြီးမှာနေရာစိတ်စိတ်မိုးထစ်ချုံရောက်ပါမယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီနားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြချမ်းသာရှင်လန်းကြပါစေခင်ဗျာ ျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ။